လုပ်ရတာပေါ့ကြာပြီသားဗျာဟုတ်ဒါပေမဲ့ထားထပ်ပြောစရာမရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့ပြောစရာရှိတဲ့အခါကျရင်မင်းတို့ငါခေါ်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါအနာဒိစီအိုစုကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဥပဒေတွေသုံးဖြတ်ချက်တွေနဲ့အမိန့်တွေကိုချမှတ်တဲ့နေရာမှာအခေယာကျတဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ဥက္ကဋ္ဌယာရုကို စစ်ဘုရုံဟောင်းတဦးကရထားပါဗျ။သူကတော့လက်ရှိရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဘုရုံဟောင်းဦးတန်းစိုးဖြစ်ပါဗျ။ဦးတန်းစိုးက2021ခုနှစ်စစ်တပ်အာဏာသိမ်းစာတဲ့ကစတင်ဖွဲ့စည်းခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်မှာအဖွဲ့ဝင်ဖြစ်ခဲ့ပြီးနောက်ဆုံးမှာဥက္ကဋ္ဌဖြစ်လာဖို့စစ်ကောင်းဆောင်ရဲ့ဟွက်ဖဲလို့ထောက်ပြမှုတွေရှိနေပါဗျ။2021ခုနှစ်ဘုရုံဟောင်းဦးတန်းစိုးဦးဆောင်တဲ့ရွေးကောက်မှာအဖွဲ့ဝင်ဖြစ်2024ခုနှစ်ဇန်နဝါရီလက လေတပ်ဗိုလ်မှူးကြီးဟောင်းဦးကိုကိုဦးဆောင်တဲ့ရွေးကော်မှာဒုတိယဥက္ကဋ္ဌဖြစ်ခဲ့ပြီး2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာတော့စစ်ကော်မရှင်ဖွဲ့စည်းခြင်းနဲ့အတူရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ဘူရဟောင်းဦးတန်းစိုးရှေ့ရောက်လာပါတယ်ဥဒန်းဆိုဟာကကရေးလို့ခေါ်တဲ့စီရေးချုပ်ရုံးကလာတဲ့စစ်ဘိုလ်ချုပ်တအူးဖြစ်ပြီးရွက်ဖက်စီရေးချုပ်ဖြစ်ခဲ့သူတို့စစ်ဘက်ရာရှိအောင်တအူးကတီးပြူပါတယ် ဒါ့အပြင်သူဟာရက်သားဆိုးရလက်ထက်2015-2020ကာလမြေသားလွှတ်တော်ကိုယ်စားလှယ်မှာစစ်တပ်ကလွှတ်တဲ့ကိုယ်စားလှယ်25ရာခိုင်နှုန်းအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကခန့်အပ်ခဲ့တာပါသူ့ကိုသဘောထားတင်းမာတဲ့သူအပြုံးအရှင်မရှိဘူးလို့အဲ့ဒီကာလကအရက်သားအမျိုးသားလွှတ်တော်အမတ်တွေကသဘောထားမှတ်ချက်ပြုကြပါတယ်။သူကအဲ့လိုမျိုးညာဘက်နဲ့ထောင်လို့ရှိရင်အားလုံးထောက်ခံ။ဆက်ဘက်နဲ့ထောင်လို့ရှိရင်အားလုံးကန့်ခွက်။ ။ तू อ่ะไอ้หรอဟိုအဆိုတစ်ခုဆိုလို့ရှိရင်တတ်မတော်သားတွေအကုန်လုံးသူ့လက်ကိုကြည့်နေရတာ။သူ့လက်ကိုထောင်တယ်ဆိုဘယ်ဘက်ထောင်တယ်ဆိုတဲ့အပေါ်မှာမှုကြည့်ပြောသူကနေထဲရတာ။ဆိုတော့အဲ့အနေထားကိုလည်းကျမတို့ကြည့်ပြုတ်မိတယ်ပေါ့နော်။အော်သူတို့ဒီသူတို့တစ်ဆန်တမိန်မှာလားပေါ့နော်။ဟိုတစ်ခါလေလည်းပဲကျင်းထန်တဲ့ဥမာဖြင့်အဖက်ဒရယ်တို့ UK ဆံမျိုးဆွေးနွေးလို့ရှိရင် ဟိုဝုံးနေရက်ပြီးတော့ဟိုကန့်ခွက်တာသူကြိုက်အကုန်လုံးလိုက်ထားတာအဲ့လိုမျိုးပေါ့နော်ဟိုဥစားပေါ့အေးပေါ့တင်းမာတဲ့သဘောရှိလို့လဲသူ့ကိုလဲအဲလွတ်တော်ရဲ့ဟိုဥစားဒီဒီတက်မတော်သားကြီးကိုတလေကြီးရဲ့ဥဆောင်နာကိုပေးထားတယ်လို့တော့ထင်တာပဲလေနောက်ပြီးတော့ကျမတို့ဆိုရင်သူ့မျက်နှာပြင်းပြင်းရှင်ရှင်ရှိတာတော့စိတ်မတွေ့ဘူးပေါ့နော် အမျိုးသားလွတ်တော်မှာတက်ကိုစလဲ56ရောက်ရှိပြီးသူတို့ရဲ့ဆုံးဖြတ်ချက်တွေတင်ပြချက်တွေကတော့တက်ချုပ်ရဲ့သဘောထားတွေပဲဖြစ်တယ်လို့အရဲသားလွတ်တော်ကိုစလဲတွေကပြောပါတယ်။ဆေးအာနာရှင်တွေကိုအကာအကွယ်နဲ့လုံပိုင်ခွင့်အပြည့်အဝပေးထားတဲ့ပဲကြီးကောင်ခြေကံဥပဒေကိုကာကွယ်ဖို့ဒီ56ရောက်ကိုတက်ချုပ်ကလွှတ်ထားတာပါ။ဒါကြောင့်လည်းဘူဂျုံဝမ်ဦးတန်းစိုးဦးဆောင်ခဲ့တဲ့အမျိုးသားလွတ်တော်မှာစစ်တပ်ကြိုးစည်းပွားတွေကိုထိတဲ့တင်ပြမှုမျိုးတွေလှုပ်ဆောင်ရင်ဝေယုံသုံးကားဖြစ်တဲ့အထိကန့်ကွက်တတ်ကြတယ်လို့သိရပါဗျ။ အဲ့တော့ကျွန်တော်တို့လုံတင်လုံတိုက်တာကိုလုံနေရမယ်ပြောတင်ပြောတိုက်တာကိုပြောနေရမယ်အစ်တန်နဲ့ပတ်သက်ပြီးတော့နော်အဲ့ရဆိုလို့ရှိရင်ဥယျာဉ်မွန်တို့ဓာတ်တို့ဟိုဟိုဆွေးနွေးကြတယ်ပေါ့နော်ရဲဝန်ဆွေးနွေးလို့ရှိရင်အဲ့တော့ဆက်မဆွေးနွေးအောင်အဲ့လိုပေါ့ဟိုဝရုံတုံးခိုင်းမတက်ရက်ပြတော့ကန့်ွက်တာတို့ဓာတ်တို့ပေါ့တွတ်တော်ဥက္ကဋ္ဌပြန်ထိုင်ခိုင်းလဲ မထိုင်ဘူးပေါ့နော်အေးအဲ့လိုတွေပေါ့လွတ်တော်ထဲမှာတော့အဲ့လိုလေးကြီးဟိုစူးစူးမြန်မြန်ဖြစ်အောင်တော့သူတို့လုပ်ရည်ရှိတယ်နောက်ပြီးတော့ကျမတို့က CSO ကြီးနော်ကြားနာမှုကြီးလုပ်တယ်လုပ်လုပ်တုံးကဆိုလို့ရှင်တင်းတင်းတားီတိုင်းက CSO တဖွဲ့လာပြီးတော့အာဒီဒီရေတက်ကနေပြီးတော့ဟိုဥစားပေါ့နော်ဒီမြေတွေတိမ့်တဲ့ကိစ္စကိုသူကအချက်လက်နဲ့ပေါ့ data နဲ့လာပြီးတော့တင်ပြတာ အဲအဲ့ဒီစိတ်ဆာရီဆိုလို့ရှိရင်ဟိုရင်းပေါ့နော်အဲ့တော့အတောင်မှာတစ်ခါလေနော်ဒီလာတင်ကြတဲ့ဆီယမအကိုဖမ်းဖို့ဘာညာတည်င်းကြတာနဲ့ကျမတို့ကအဲ့ဆီယမအကိုအကြောင်းကြားပြီးတော့ရှောင်ခိုင်းရတာပေါ့နော်အဲ့လိုမျိုးပြင်းထန်တဲ့အနေအထားမျိုးတော့ရှိပါလေဥပဒေအရကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေကိုသမ္မတကခန့်အပ်ရတာဖြစ်ပေမဲ့အခုရွေးကော်ဖို့တော့သမ္မတကိုဖမ်းပြီး ယာယီတမနာလုပ်နေတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကတိုက်ရိုက်ခန့်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးစစ်တပ်ကိုကာကွယ်ပြီးစစ်အာဏာရှင်အလို့ကြဖော်ဆောင်ရတဲ့ဗိုလ်ချုပ်ဟောင်းတယောက်ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတရက်ကိုဘလို့ဖော်ဆောင်မလဲဆိုတာမေးခွန်းထုတ်เสียဖြစ်နေပါတယ်။လက်ရှိရွေးကောက်ပွဲကော်မရှင်မှာဗိုလ်ချုပ်ဟောင်းဦးတန်းစိုးအပြင်တခြားသောစစ်တပ်အရာရှိတချို့လည်းအယက်ဝိပြောင်းပါဝင်နေပြီးစည်ရင်တိကျကိုတော့ EAO ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။2025မှာကျတော့ အကုန်လုံးကစစ်ဘူချုပ်တွေအများစုပါတဲ့ကော်မရှင်ဖြစ်နေတယ်အဲဒီတော့ကော်မရှင်ရဲ့ဥပဒေကမိမအလိုလိုပြောင်းနေတယ်ဆိုတော့ဥပဒေဆိုတာကအစိုးရကသတ်မှတ်ထားရမယ်တော့ကိုယ်ကကွန်တက်လူမျိုးပေါ့နော်ဟိုသဘောတူညီမျိုးလောက်ခါကြီးဥပဒေပြဋ္ဌာန်းထားတာဖြစ်ရမယ်အားလုံးသဘောတူပြီးအားလုံးဝင်ရောက်ပါဝင်ရှိပြန်တဲ့အနေအထားကိုရှိရမယ်အခုကမနှက်ပြန်လို့ပြိမ့်မစုံဒီနေ့မှဥပဒေပြောင်းနေဆိုတော့ဒါကဟိုပေါ့နော်ဒီကော်မရှင်နေနဲ့ဒါလွတ်လပ်ပြီးတရားမျှတတဲ့ဆိုတော့ကျွန်တော်တို့လုံးဝမမြင်ဘူးပေါ့